ပြင်းထန်တဲ့ဆင်းမှုထမ်းဥတွေကိုဘာလို့ပြန်ပြီးအသက်သွင်းခြင်းနဲ့လဲဆိုတာကိုခတ်တော်တော်လေးပြောပြမယ်နော်။ကိစ္စကဒီလိုဗျ။ရုရှားရဲ့ရန်ကိုစိုးရင်စစ်တွေကတိုးတိုးကြီးလာတော့ပြင်သစ်က25နှစ်ကျော်ရထားခဲ့တဲ့စစ်မှုထမ်းစနစ်ပုံစံတမျိုးကိုအခုပြန်အကောင်အထည်ဖော်ဖို့လုပ်နေပါပြီ။ပထမအချက်အဓိကမေကွန်ကဘာလို့အခုမှပြန်လောက်လာလဲပေါ့။တမရမခွန်ကတော့ရှင်းရှင်းလေးပြောထားတယ်။အန်နေကိုရှောင်ရှင်အေရီယတ်ကပြင်ထားမှရမယ်တဲ့။ ။နောက်ပြီးစစ်တပ်အကြီးအကဲကပါလာမယ့်3လနှစ်မှာလူရှားနဲ့ထိတိုက်တွေးနိုင်တယ်လို့သတိပေးထားတော့လေဒီအစီအစဉ်ကပေါ်လာတာပေါ့။ဒုတိယအချက်ဒီအစီအစဉ်ရဲ့ပုံစံတစ်ကဘလို့လဲဆိုတော့အရင်လိုမဖြစ်မနေတွားရမှာမဟုတ်ဘူးဗျ။ကိုတဘောနဲ့ကိုစေတနာဝန်ထမ်းစနစ်ပေါ့။အသက်16နဲ့19ရဲ့လူငယ်လေးကိုဇေလာကြစီရေးလေးချင်းပေးမယ်။လစဉ်ယူရိုချိတာလဲထောက်ပံ့ချေပေးဦးမှာ။အစာပေးမှာတော့လူ3000နဲ့စပြီး2035မှာလူ9000တော့အထိဖြစ်လာဖို့ညီမထားတယ်။နောက်ဆုံးအချက်ကတော့ပြည်သူသဘောထားပါ။ နောက်ဆုံးစစ်တမ်းတွေရပြည်သူ83000ခန့်လုံးကဒီအစီအစဉ်ကိုထောက်ခံကြတယ်။ဒါပေမဲ့ဒီလိုလုံးနေတာပြင်သစ်တနေငံနဲ့လို့မဟုတ်ဘူးနော်။ပယ်လီယာနယ်သာလန်ဆွီဒင်တို့လိုဥရောပနိုင်ငံတွေလည်းရုရှားရဲ့အရန်ကိုကြိုတင်ကောက်ဝေးဖို့အလားတူအစီအစဉ်တွေပြန်ဆနိုင်ကြပြီ။ခြုံပြရရင်တော့ပြင်သစ်ဟာဥရောပရဲ့လုံခြုံရေးအခြေအနေပြောင်းလဲလာတာကိုတုံ့ပြန်တဲ့အနေနဲ့စစ်တပ်ကိုအင်အားဖြည့်ဖို့စေရနာဝေနာစုမှုထမ်းစနစ်ကိုပြန်အကောင့်ထည့်ဖော်နေတာပဲဖြစ်ပါလေ။